တင်ကပုံမှန်အပြင်တင်စားရတင်မောသည့်အစီတွေကိုပြစ်လိုက်လေးရှိပေမယ့်အခုကစပြီးတော့တင်မောသည့်အစီတွေကိုလုံးဝမပြစ်ပါနဲ့သူတို့စုဆောင်ပြီးတော့တ िश ူးဆက်ကိုမှတင်ပြီးတော့တန့်ရှင်းအောင်ပို့တက်လိုက်ပါဘာရတဲ့ပြေးဝရမြေကြီးထည့်ထားတဲ့ဦးသည်သည်လေးထဲမှာအပေါ်ရံမြေသားကိုခက်ပါးပါးလေးဖုံးပြီးတော့ရေလောင်းပေးပါဘေဘက်ပေါ်တော့ကအချိန်ကြီးကိုကြည့်ရင် TFD ရဲ့ကုံဆုံးသွားတာကိုတွေ့ရတယ်ရေကိုထက်ခါတလေးလေးလောင်းပေးပြီးတော့ မိသားကိုစိုးစွနေအောင်ထိန်းထားတဲ့အတွက်ဆေးရဲမြောင်းနေမှာမြေကြီးကလှုပ်ရှားလာပြီးတော့အပူလေးတစ်ခုကွေးပြီးတော့ထွက်လာသည်။သူကမတီးမငိမ့်နဲ့ပဲမကြာခင်မှာမတက်ရက်လာပြီးတော့ရွက်နှရွက်ကိုဖြန့်လိုက်သည်။အချိန်လေးကုံဆုံးလာနေမြားအပင်ပေါက်ကပုံမြင့်လာသည်။ဒီမိုးသီးပင်ရဲ့ရွက်စစ်တွေလည်းတဖြည်းဖြည်းထွက်လာသည်။ဒါကပင်ရဲ့တကယ့်ရွက်တီပါပဲ။သူရဲ့လှုပ်ဆောင်ချက်ကတော့နေအောင်ကြီးဆွဲရင်ကိုဆုပ်ယူပြီးတော့အလင်းနဲ့အစာချက်လှုပ်ခြင်းလုပ်ငန်းစဉ်ကိုလှုပ်ဆောင်တာပါ။ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ရေကို အဟာရတဲ့ကြွေရည် organic ဓာတ်ပေါင်းတွေအဖြစ်နေပေါင်းဆက်ပြီးဒီချိန်လေးမှာပဲအပင်ရဲ့ရင်ငွေးပြန်ခြင်းအတွက်အဓိကအင်္ဂါဖြစ်တယ်။ရွက်တွေပုံများလာပြီးတော့ပူကြီးလာနေမြဒီသင်းမောသီးပင်ကမြ мян ကြီးထွားတဲ့အဆင့်ကိုရောက်ရှိလာတယ်။သင်းမောသီးပင်ရဲ့ကြီးထွားမှုကိုသေချာကြည့်ရင်စိတ်ဝင်စားစရာကောင်းတာကိုတွေ့ရတယ်။ပင်စရာတစ်စီပြီးတစ်စီပုံမြင့်လာပြီးတော့ပိုထူလာတယ်။ရွက်တွေကအပေါ်အောက်ထက်မနေပဲတလဲစီထွက်လာတယ်။ဒါအပေါ်အောက်ရွက်တွေကအောက်ကရွက်တွေကိုနေအောင်ကြည်မဖုံးလွှမ်းစီပဲအပင်တစ်ပင်လုံးရဲ့အလေးနဲ့စာချက်လုတ်ခြင်းနေရာကိုတိုးစီတယ်။သင်းမောသီးကမြ мян မင်းကြီးထွားတယ် ဒီလိုတဖြည်းဖြည်းနဲ့အမြင့်တမီတာကျော်ရေထီကြီးထွားဖို့ရဲ60ကျော်ပဲကြာရင်ဒါမှမဟုတ်ညီကြီးတွေကိုပြောင်းဆိုင်ရင်တော့သူ့ရဲ့အသီးတွေကိုနောက်နှိမ့်ကြမှာစားရမှာပါဒါကြောင့်ဒါလီတလက်ယူပြီးတော့အိနီနာချင်းရဲ့ channel ကပန်းပွင်းတော့မဲ့တင်မောသီးပင်ကိုယူလိုက်တယ်မလိုတဲ့အကိုင်းခက်တီနဲ့ရွက်တွေကိုဖျက်ပစ်လိုက်မိဒါလီနဲ့အောက်ကနေအပေါ်ကိုအမြောင်းတစ်ခုကို5.8 cm လောက်ဓာတ်နဲ့လီးထုတ်လိုက်မိလုံးဝမပြတ်စီဘူးဂယူးဆိုင်ပါပြတ်သွားရင်တော့ဂုံပြီးသွားပြီအနာပြန်ချက်မအောင်ကာဝယ်ဖို့အတွက်တေသားချောင်းလေးတစ်ချောင်းကိုထည့်လိုက်ပြီးတော့ အောက်ဖက်မှာထောက်ဖန့်ပြီးဘဝလုံးလေးတစ်လုံးကိုကန့်လန့်ပြတ်ခြိလိုက်မိပလင်းတစ်လုံးရဲ့အောက်ခြေမှာအပေါလီဖောက်ပြီးတော့တဝက်စီဖြတ်လိုက်မိလက်နဲ့ဖြဲပြီးတော့တင်မောတိပင်ရဲ့ဖြတ်ထားတဲ့နေရာကိုအုပ်လိုက်မိပြီးရင်ဝါယာကျူးဒါမှမဟုတ်ကော်တိတ်နဲ့ပလင်းကိုပတ်ပြီးတော့ခြိလိုက်မိဒါမြေကြီးထဲဖို့အတွက်ဦးတလုံးအဖြစ်ဖြစ်လာတယ်မြေကြီးကိုနေရာအနီးပဲယူလိုက်မိတရွတ်ဒီဆွေးနေတဲ့မြေကြီးကိုနည်းနည်းတွူးယူပြီးတော့ဆန်ကုန်မီးသွေးတချို့ကိုရောမွေပြီးတော့ရေလောင်းပေးမိ စံကုန်မီတွေကိုစံကုန်ကိုအပူချိန်မြင့်မားစွာထားပြီးတော့ကာဗွန်ဖြစ်ပြောင်းလဲပြီးတော့ရရှိတာပါဒါသဘာဝမျိုးစားဖြစ်ရုံသာမကပိုးတက်ပြီးပြီးတော့ပိုးမွှားတွေလည်းမောင်းထုတ်နိုင်နေညီကြီးကိုလည်းပို့ပြီးတော့ပွားစီညီကြီးကိုပလင်းထဲကိုအပြည့်ထည့်လိုက်မင်းဒီစစ်မှာညီကြီးကိုဖိပြီးထည့်ဖို့လိုတယ်နောက်ဆုံးမှာတော့ဖုန်းကိုပိတ်လိုက်မင်းဒီကြားထဲမှာညီကြီးရဲ့စူတိုင်းစာကိုစောင့်ကြည့်ပြီးတော့နှစ်ရက်ဒါမှမဟုတ်သုံးရက်တခါရီလောင်းပြီးမင်းရက်နှစ်စီကြားထဲခါမှာအန်ဩစရာကောင်းတာတွေဖြစ်လာတယ်ပလင်းစာဒပလင်းကိုကြည့်လိုက်ရင်ညီကြီးထဲမှာအဖြူရောင်မြစ်တွေပြန့်နေတာကိုတွေ့ရတယ် ါကျွန်တော်တို့ရဲ့ယင်လုံးဆောင်မှုတွေမှန်ကန်နေဆိုတာကိုပြရီဒီချိန်မှာတော့အောက်ဖက်က30စင်တီမီတာအကွာမှာဓာတ်နဲ့အပြင်ခုံကိုလီးထုတ်လိုက်မယ်ဒါအပြင် အောက်ဖက်ကိုအရေးစီးစင်းမှုကိုရှော့ချပြီးတော့နောက်ဆင့်ပြောင်းရွှေ့ဆိုင်ပြို့ဖို့အတွက်ပြင်ဆင်တာပါဆောင်းတိုင်းရတဲ့အချိန်မှာပန်းဝတ်အတွက်အမြုပ်ပုံးကြီးဒါမှမဟုတ်ပန်းဝတ်ကြီးတစ်ခုကိုအရင်ရှာထားလို့ရတယ်အမြုပ်ပုံးရဲ့အောက်ခြေနဲ့ဘေးပက်လေအောက်ပိုင်းမှာအပေါက်တစ်ချို့ဖောက်ပြီးတော့ရင်ထဲလီစီးစင်းမှုကောင်းအောင်ပြုလုပ်မယ်ဒီမော်ဒီပြင်အမြင်မပေါအောင်ရင်မိုးစေဖို့လဲကာကွယ်တယ်မြေကြီးကတော့အင်ဂျင်နီယာကြီးတွေစုထားတဲ့မျိုးစားမြေတွေကိုတူးယူပြီးတော့ မြေဘဲကွန်ဆန်ကွန်စားရိပစ္စည်းတချို့ကိုရောထည့်မင်းဒီပစ္စည်းတွေကမြေကြီးကိုပုံမပွားစေပြီးတော့ဆွေးမိသွားတဲ့အခါမှာကောင်းမွန်တဲ့ organic မျိုးစားရိဖြစ်လာပြီးအမျိုးပုံးတွေကိုမြေကြီးအပြည့်ထည့်ပြီးတော့ဆန်ကွန်မီးသွေးတချို့လည်းထည့်ပြီးတော့ရောမှုလိုက်မင်းဒီချိန်မှာတော့ plastic blend ရဲ့အောက်ခြေကနေအကိုင်းခက်ကိုဖြတ်ပြီးတော့အမဘင်ကနေခွဲလိုက်မင်းဒါသင်မောသီးပင်အစ်တစ်ခုဖြစ်လာတာပါပဲဒီနည်းလမ်းကိုအသုံးပြုခြင်းအပြင်အစီကနေပြိုးပင်ပေါက်တဲ့ဖြစ်စဉ်ကိုကျော်သွားနိုင်ပြီးတော့အပင်ကြီးထွားတဲ့အဆင့်ကိုလည်းကျော်သွားနိုင်နေ ဒါပြင်မူလပီးရင်ကောင်းမွန်တဲ့မျိုးပီစားနဲ့အကိုင်းခတ်ရဲ့ဖွဲ့စည်းပုံကိုလည်းထိန်းသိမ်းထားနိုင်နေ။အပင်ပုံစံကိုလည်းသေးအောင်ပြုလုပ်နိုင်နေ။ညီကြီးတွေမှဆိုင်လိုက်ရင်တော့အသီးကိုအဲ့ဒီနှစ်ထဲမှာပဲရိတ်သိမ်းနိုင်နေ။ဒါလေဒူပီယာနဲ့မျိုးပွားခြင်းနည်းပညာဖြစ်ပြီးတော့ပန်းမင်းတွေနဲ့တည်သီးပြင်အများစုလည်းအသုံးပြုနိုင်နေ။သင်သိပြီလား။ဟုတ်ကဲ့ပါ။စိုက်ပျိုးရေးမှတ်တမ်းတွေကိုလိုက်ကြည့်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့စိုက်ပျိုးနည်းလမ်းတွေကိုမျှဝေပေးတော့ပါမယ်။